စင်ဆက်ပဲပြဆင်ញင်သုံးသက်ထိုက်တဲ့အချက်၅ချက်ရှိတယ်တဲ့ဒါမြတ်စွာဘုရားတရားလေးနဲ့စပြီးတော့ပြောနောက်ဟာတွေကြတော့ရှင်းရှင်းလေးပဲစဉ်းစားကြရအောင်နံပါတ်၁စဉ်းစားရမှာတော့စရဓမ္မောမိစရအနတိတောစရဓမ္မောဆိုတာဓမ္မဆိုတာသဘာဝကိုပြောတာကိုယ်ကိုယ်ကိုရှင်းញင်ရမှာ ငါမှာဥချင်းတဘာဝရှိနေတယ်ငါဥရမယ်ဥတတ်တဲ့သဘောငါမှာရှိနေတယ်ဒါကိုဆင်ញင်သောတာမငါတနေ့ပြီးတနေ့ဒါဟာနုပြူလာမှာမဟုတ်ဘူးတနေ့ပြီးတနေ့ဥမင်းသွားမှာဖြစ်တယ်ဆရာဆိုတာရှင်းကျက်သွားတာပြောတာဝေယောဟာနိအွေရီကြသွားတာအွေရီကြတာမျက်စိလည်း ရောလာတယ်နားလည်းရောလာတယ်အင်းအားလေးလည်းရောလာတယ်ဒါကိုပြောတာအချိန်ပိုင်းအားလေးရောစားလူတွေကနှစ်တကူရင်ပြောသွားကြတယ်ပြောစရာလို့အောင်မေ့နေမဟုတ်ဘူးမနစ်တုံးကအင်းအားလေးဒီနေ့မှမရှိတော့ရောသွားပြီလို့ဆိုလို့ဒီဂရီတွေစွမ်းရည်တွေသတိတွေအသက်ရဲ့နဲ့မြရောကြလာတယ်တော့ငယ်တဲ့အချိန်ကတော့တိုးတက်နေတယ်လို့သူတို့ထင်တာပေါ့ ဖာနဲ့ဥပမာတူတော့ဆိုရင်ပန်းကွက်နေတပွဲဟာအဖူးလေးကစလာတယ်အဖူးလေးကနေပြီးတော့ရှင်းလာပြီးတော့ပွင့်လာတယ်ပွင့်လာပြီးတဲ့နောက်ဒီပန်းလေးဟာခိတ္တခဏမြလမ်းဆန်းနေဦးမှာလမ်းဆန်းပြီးတိတ်ကြဦးနွမ်းသွားတယ်နွမ်းတာကဒါကနေနောက်ကျွေးဖို့ပဲရှိရတယ်ပြန်ပြီးတော့အဖူးဖြစ်မှာမဟုတ်တော့ဘူး ပြန်ပြီးတော့လမ်းဆန်းမှာမဟုတ်တော့ဖူးပွင့်နွားจุยဒါပန်းတဘာวะအဲ့တော့လည်းငါတို့လည်းလူ့ဘဝရလာတာဖူးလာတာပြီးရင်အရွယ်လေးရောက်လာတော့ပွင့်လာပြီပွင့်လာပြီးတဲ့အခါရင့်လာတယ်ရင့်လာပြီးတော့နွမ်းလာတယ်အသက်ရကြီးလာတယ်ဆိုတော့နွမ်းလာတာနွမ်းလာပြီးတော့จุยပါပဲ ီလမ်းကြောင်းကြီးကိုဘယ်သူမှခုံပြန်ကျော်လွှားလို့မရဘူး။ဒါကြောင့်မို့ဒါကိုစင်ရင်သုံးသက်ပါစရဓမ္မောရှင်းရောအိုမင်းရင်သဘောရှိနေတယ်။ငါမှဒီသဘောဝါကြီးဟာငါကျော်လွှားလို့မရဘူး။စရံအနတ္တိတောဒီသဘောဝါကြီးကိုငါကျော်လွှားခြင်းလို့မရဘူး။ဒီလမ်းကြောင်းကြီးတိုင်းပဲငါဟောနေမှာပဲလို့ ဒါကိုစဉ်းစားမပြတ်ဆင်ញင်သုံးသက်ပေးပါဒီလိုဆင်ញင်သုံးသက်ခြင်းဖြင့်ဘာအကျိုးမှမရဘူးမဟုတ်အသိဉာဏ်နဲ့ဆင်ញင်သုံးသက်လို့ရှိရင်တမန်ပုဂ္ဂိုလ်တွေကတော့စဉ်းစားလိုက်ဒါတွေတွေးနေစိတ်ပြက်စရာကြီးလို့တွေးကောင်းတွေးနေမယ်စိတ်ပြက်တဲ့အနေထားမျိုးမဟုတ်ဘူးအမှန်ကိုသိအောင်ဆင်ញင်သုံးသက်ခြင်းဖြင့်ဘလို့အကျိုးရနိုင်တယ်ဥစ္စာမြတ်စွာဘုရားဟောတာလေ လူတွေမှာနေရတဲ့ပုဂ္ဂိုလ်တွေမှာနုပြုမှုဆာရှိတယ်။အဲ့ဒီနုပြုမှုကျမ်းမာတဲ့တန်ဆွမ်းနေဆိုပြီးတော့နုပြုမှုပိုကျမ်းမာအောင်ပိုပြီးတော့တန်ဆွမ်းအောင်ဆိုတော့နုပြုမှုတွေရှိနေတဲ့အချိန်မှာသွားနိုင်နေလာနိုင်နေစားနိုင်နေဆိုတဲ့အနေထားလေးပေါ်မှာตายမှုဖြစ်ပြီးတဲ့ ရှင်းမှုမှုတွေဖြစ်လာတယ်ရှင်းမှုလားတရှင်းမှုတဲ့ဆိုတာစဉ်းစားကြည့်မယ်ဆိုရင်ရှင်းမှုတဲ့ဆိုတာပြောတာလားကိုကိုကိုအင်အားကောင်းလောင်လှုပ်တယ်လေ့ကျင့်တယ်ဟောလေ့ကျင့်တယ်ခုခေတ်ဆိုရင်တော့ဂျင်ကစားတယ်ပေါ့နော်အမျိုးကြီးလှုပ်တယ်ပေါ့ကျသားတွေကောင်းလောင်မားလောင်ဆိုပြီးတော့ လူတွေမှာအသက်ရွယ်ငယ်သေးတဲ့အခါမှာကိုယ်ခန္ဓာကိုယ်လှအောင်ပအောင်တိုးတက်အောင်ဆိုပြီးတော့အစာအစာတွေစားကြတယ်အစီတွေချကြတယ်မျိုးစုံကြိုးစားကြတယ်အကျိုးသမှုရဲ့ရည်ရချက်ကဘာလဲကိုယ့်ကိုယ်စဉ်းညင်းသုံးတာကဘာလို့ဓာတ်တွေလောက်တယ်လဲလှခြင်းနဲ့ပခြင်းနဲ့နော်ဘဝမှာ အောင်မြင်ကြောက်ကြခြင်းနဲ့ဆိုရရွေးချက်တင်နေလောက်ကြသို့တော့အဲ့ဒီရွေးချက်တွေဟာနောက်ဆုံးမှရလာလဲဆိုမရအဲ့ဒီရွေးချက်တွေကိုပါပြောတော့ဆိုရှုပ္ပနမထလို့ခေါ်တယ်ခန္ဓာကိုယ်နုပြိုနေတဲ့အချိန်လေးပေါ်မှာနုပြိုခြင်းနဲ့ရှင်မှုမှုနဲ့ခန္ဓာကိုယ် အတွက်ကြိုးစားအထုတ်တယ်အဲ့ဒီကြိုးစားအထုတ်ခြင်းဖြင့်ကြိုးစားအထုတ်ရင်ဗာဒိလုံးမိတတ်တော့ဆိုရင်ဘောဓရီလုံးမိတတ်တယ်မကောင်းမှုအကုသိုလ်တွေဝင်လာတယ်လို့ဆိုနောက်ဆုံးဘာမှမလုပ်တော့မှပဲခန္ဓာကိုယ်ပေါ်မှာတာယာမှုဆိုမကောင်းမှုအကုသိုလ်တစ်ခုပဲလေကိုယ်ကိုယ်တွေ့တာမှုတွေဟာတွေအလည်းပဲမကောင်းမှုအကုသိုလ်တွေပဲအဲ့တော့ ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဆိုရဲအလုပ်တွေကိုလုံးမိထက်သွားတယ်တဲ့အခုလို့ဆင်ញင်သုံးသက်ခြင်းအဖြစ်အယူရပေါ်မှာရှင်မူတဲ့ငါငယ်သေးတယ်ဆိုကိုကိုလာခြင်းပါခြင်းနဲ့ဆိုရဲရင်မူတဲ့အမူယူဖြစ်နေတဲ့ အခြေအနေတစ်ခုကိုရှင်းချနိုင်သွားတယ်။ဘုံမဟုတ်လုံးဝဖယ်ရှားပြစ်နိုင်တယ်။ဒီလိုစဉ်းစားလို့ရှိရင်အယေနုပြတဲ့ပုံမှာရင်မှုမနေတော့ဘူးတဲ့။ရင်မှုမနေဘူးဆိုတော့ဉာဏ်မနေဘူး။ဘုဇင်းလုံးထိုက်တာတွေလုံးမယ်။ဒါတွေပုံမှာဉာဏ်မနေဘူး။ဒါတွေလုံးဒီလိုအယေနုပြုံပုံပေါ်မှာဉာဏ်အားရမှုဟာလည်းပဲအဟုတို့တစ်မျိုးဖြစ်လို့ ဒီပေါ်မှာယမှုမနေတော့ပဲနဲ့ကိုလိုတဲ့လောက်တဲ့ဓာတ်လေးကိုလောက်တယ်။ဘာကြောင့်လို့ဆိုရင်လာမဲ့ဘေးပြေးတွေ့စွာလို့ငါဓာတ်လေးကတခဏပဲမကြခင်ဥချင်းတရားနဲ့ရင်ဆိုင်ရမယ်။မရင်ဆိုင်ခင်ငါတမိုးရှိတာတွေဘာတွေလောက်အောင်မလဲဆိုစဉ်းစားမှုပေါ့နော်။အဲ့ဒီစဉ်းစားမှုနဲ့ရှင်မှုမှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်တဲ့။သို့မဟုတ်လျှော့ချနိုင်တယ်။ဒါကြောင့်ဆောဗျာအကျိုးတရား အဲ့တော့ငါလည်းတနေ့ကျတော့ဥရောမှာဥရှင်သဘောကိုမလွန်မြောက်နိုင်ဘူးဆိုတာတနေ့တခါလည်းဆုံးစဉ်းစားပါဒီစဉ်းစားလိုက်မှခုနငါငယ်သေးတဲ့ကိုယ်ကိုညှို့ပြမှုပေါ်မှာရင့်မှုနေတာမျိုးတွေပျောက်သွားနိုင်တယ်လို့ဆိုလို့အဲ့ဒီပျောက်အောင်လုပ်ထားပဲဒါပျောက်ရင်ဘာအကျိုးရှိတော့ဆိုမကောင်းတာတွေမလုပ်ဖြစ်တော့မကောင်းတဲ့အပေါ်မှာရင့်မှုမလုပ်ဖြစ်တော့နောက်တစ်ချက်ကတော့ တူရီယထာဝရကျမ်းမှနေကြတာမဟုတ်ဘူးအခုပဲကြည့်မမြော်မမြော်လည်းပဲနဲ့ယောဂဖြစ်နှာခေါင်းကအနမ်းပြောင်းလို့ပြောင်းယောဂတွေရောက်လာတယ်ဖြာတိဓမ္မောမိပြာတိအနတိတောစဉ်းစားရမှာနောက်ခန္ဓာကိုယ်ကြီးကကြီးတယ်ငယ်တာမဟုတ်ဘူးယောဂဆိုတာအချိန်မြေဆွဲကပ်လာနိုင်တဲ့သဘောရှိတယ် အဲ့ဒီအချိန်မရွေးယောဂရနိုင်တဲ့သဘောတရားကြီးကိုငါကြော်လို့မသွားနိုင်ဘူးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကြော်လို့မှမဖြစ်ကြော်ဖြတ်လို့မှမရဘူးအဲ့ဒါလေးကိုဆင်ញင်သုံးသပ်လိုက်ပါအဲ့ဒါကိုယ့်ကိုယ်အလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ဘလို့အကျိုးတွေကိုရလာနိုင်လို့ဆိုလူတွေကကြမ်းမာနေလို့ရှိရင်အရောင်းချမထလို့ခေါ်တယ် အာကျမ်းမာတဲ့ငါဘာမှမဖြစ်ဘူးနော်ဆိုတဲ့ကျမ်းမာမှုဆိုတဲ့ရှင်မှုမှုလေးတွေဖြစ်တယ်ငါကျမ်းမာတယ်ဆိုတာဒါရှင်မှုမှုတစ်မျိုးပဲဘာလို့လဲဆိုမကျမ်းမာမှုကဖြစ်နိုင်တာကိုအဲ့ဒီဖြစ်နိုင်တာကိုမျက်ွယ်ပြုပြီးတော့ကိုယ်ကိုကျမ်းမာတယ်လို့အထင်ရောက်နေမှုဟာရှင်မှုခြင်းတစ်ခုပဲရှင်မှုတယ်ဆိုကြရအမှန်မသိတော့ဘူးအဲ့ချိန်မှာ နော်အယက်သီစာတောက်စားလို့မူရနေတဲ့ပုဂ္ဂိုလ်တရားဟာမှတ်မသိတယ်လို့ပဲဒီအတွေးလေးတွေးလိုက်တာနဲ့ငါကျမ်းမာတယ်ဆိုတဲ့အတွေးလေးတွေးလိုက်တာနဲ့ရှင်မူခြင်းဆိုဖြစ်လာအဲ့ဒီရင်မူလာလို့ရှင်ဘုရားမှုအဟုသူတွေကိုဖိတ်ခေါ်နေတယ်လို့ပဲအဲ့လိုတူလောက်တတ်တယ်တဲ့လောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဒါကိုဆင်းရဲစဉ်းစားပြီးပါကျမ်းမာနေတဲ့အချိန်မှာငါငါရဲ့ခန္ဓာ ငါဘဝဟာမကြမ်းမှမှုနဲ့မကြမ်းမှမှုဆိုတဲ့ဘဝတွေငါမှရှိနေတယ်။ဒါကြီးကိုကဘယ်လိုနည်းနဲ့မှကြောက်ဖြတ်လို့မရဘူး။ဆိုရလေးကိုစဉ်းစားပြီးချင်းအဖြစ်ရှင်မဒမဒလို့ဒီအာရောကျမဒလို့ခေါ်တယ်။ကျမ်းမာတယ်ဆိုတဲ့ရင်မှုမှုကိုလုံးဝဖယ်ရှားရင်လည်းဖယ်ရှားနိုင်တယ်၊တုံ့မို့လျှော့ချနိုင်တယ်။ ကိုယ့်ရဲ့ဆန်းဆောင်မှုပေါ်မှာမူတည်တယ်ကိုယ့်ရဲ့စဉ်းစားဆင်ခြင်မှုကြောင့်အနည်းဆုံးတော့ရောချသွားမယ်ဆင်ခြင်မှာများလို့ရှိရင်လုံးဝပျောက်သွားအောင်ရှင်မှုမှုတွေလုံးဝပျောက်သွားအောင်ဆန်းဆောင်ပေးလိုက်မယ်ဒါအကျိုးတရားနောက်တစ်ခုကတော့မရဏဓမ္မောမိမရဏအနတိတောလူတိုင်းလူတိုင်းဟာအချိန်မရသေးနိုင်တာပဲ တို့ဘယ်သူတော့မှကိုသိမယ်လို့ထင်ကြဘူးညာတော့ဖြစ်ကိုသက်ရှိမယ်လို့ပဲထင်ကြအဲ့လိုထင်ရင်ကနေပြီးတော့သွားရတယ်အများကြီးပဲအိမ်ပြင်ထလိုက်တာနဲ့အစီရင်နဲ့တွေ့ခြင်းနဲ့တွေ့သွားတာဘယ်သူမှပြောလဲမထားတဲ့ဟာလေဟုတ်အချိန်ကြီးသစ္ဆုံးခြင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ငါရဲ့ဘဝဟာငါရဲ့ခန္ဓာကိုယ်ကြီးဟာ သိဆုံးတတ်တဲ့သဘောရှိနေတယ်အချိန်ရေးသိနိုင်တယ်သိခြင်းတရားကိုငါဘယ်လိုနည်းနဲ့မှကြောလွှမ်းသွားလို့မရဘူးဆိုတာလေးကိုစဉ်းစားပေးပါတဲ့ဉာဏ်ရစဉ်းစားပေးပါအဲ့လိုစဉ်းစားပေးလို့ရှင်ဘယ်လိုအချိုးကျစုတွေရနိုင်တယ်လဲဆိုလူတွေမှမသိဘူးလို့ထင်နေတာကိုစိဝိတမတ္တလို့ခေါ်တယ် နော်အသက်ပေါ်မှာရည်မှုတယ်လို့ပြောတာမသေးဘူးလို့ထင်းနေလို့ရှိရင်မဟုတ်တာလည်းလုံတတ်တယ်မသေးဘူးလို့ထင်းနေသည့်အတွက်ကြောင့်သူကမိမိပြောရနေထလာတယ်ညလုံးချက်ကြီးတွေနဲ့နေထိုင်လာတတ်တယ်လုံးတင်လုံးထိုင်တာတွေမလုံဖဲနဲ့ဒီပေါ်မှာရည်မှုလာတယ်အဲ့လို့ ရှင်မူလာတဲ့ชีวิตပရရှိလာရင်အကုသိုလ်တွေလောက်တက်လို့ဒါဟာအချိန်မီးတည်နိုင်တယ်တည်ခြင်းတရားကိုငါမကြော်လွန်နိုင်ဘူးလို့စင်ကပေးခြင်းအပြင်မတည်ဘူးဆိုတော့ရှင်မူမှုတွေဟာရောကြသွားတယ်ကိုယ့်ကိုထင်းနေတယ်ရှင်မူမှုတွေရောကြသွားရောကြသွားရုံမြတ်မကနောက်ဆုံးမှာ ချင်းချက်မရှိအောင်တော့ဖယ်ရှားပြစ်နိုင်တယ်ဒီဒီစဉ်းစားမှုရဲ့တမိုးကအဲ့ဒါလောက်ရှိတယ်ဒီလိုပြောတာနော်ဒါလက်တွေ့မြတ်စွာဘုရားတရားတော်တွေကလက်တွေ့ကျင့်သုံးအောင်ကိုကိုစဉ်းစားဆင်ခြင်မှများတဲ့အခါမသိဘူးဆိုတဲ့အထင်ဟာပျောက်သွားနိုင်ပါလေပျောက်သွားနိုင်တယ်တဲ့နောက်နောက်တစ်ခုကတော့နံပါတ်၄စဉ်းစားဆင်ခြင်ရမှာတော့ပါတော့စေ မပိဟိမေပိယဟိမနာပိဟိနန္ဒဘောင်။ငါခင်မင်းမြတ်လို့ရတဲ့ပုဂ္ဂိုလ်တွေငါတမိုးထားတဲ့ပစ္စည်းဥစ္စာတွေနော်တရှိတမဲ့အလုံးဟာမြတ်လို့ရဆိုတာတရှိကိုသာမြတ်လို့ရမဟုတ်ဘူးတမဲ့ကိုလည်းမြတ်လို့ရမကိုတမိုးထားတဲ့ပစ္စည်းတွေကိုရ ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတမိုးထားကြတယ်ပြန်လို့ရအဲ့ဒါတွေကိုခေါင်းနဲ့စဉ်းစားပြီးတော့အော်ငါတမိုးပြန်လို့ထားတမိုးထားပြီးတော့မျက်နှိုးတဲ့တရှိပုဂ္ဂိုလ်တွေနဲ့သုံးမုံပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့တနေ့ကျတော့ငါခွဲသွားရမှာပါလားခွဲခွာရမယ့်သဘောငါမှရှိနေပါလားဆိုလေစဉ်းစားပါတဲ့ မစင်းစားပဲနဲ့ယုတ်ရဲခွဲသွားတာလေမစင်းစားကြတော့မစင်းစားပဲနဲ့ခွဲသွားတာလေညာခွဲသွားပြီဆိုရင်ယူကြုံမရဖြစ်တတ်တယ်အဲ့ဒါလို့စဉ်းစားထားမယ်ဆိုလို့ရှိရင်ဘလို့အကျိုးရှိလဲမပြတ်ဆင်ခြင်းစဉ်းစားရင်ဘလို့အကျိုးရှိတော့ဆိုတော့တရားဝါဒီမှာတဲ့ကိုမျက်နှိုးတဲ့အရာတွေနဲ့ပတ်သက်လာပြီးတော့တွေ့တာမှုတွေကတိုးတက်တိုးတက်လာတတ်တယ်ပုဂ္ဂိုလ်မျက်နှိုးခင်မင်းလဲ တွေ့တာမှုကကြီးထွားလာပစ္စည်းကိုမြန်နိုးလို့ရှိရင်လည်းတွေ့တာမှုကကြီးထွားလာအဓိကအဲ့ဒီအကုသိုလ်တိုးတက်အဲ့ဒါကိုအကြောင်းပြုပြီးတော့တခြားအကုသိုလ်တွေလည်းလုံလာတတ်တယ်ကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့အကုသိုလ်ဇက်တိုက်ဖြစ်လာနိုင်တယ်အခုလိုဆင်ញင်သုံးသပ်ပြီးခြင်းအပြင်တွေ့တံမှုတွေကိုရှင်းချနိုင်တယ်ရှင်းချနိုင်သည့်အတွက်ကြောင့် အကုသိုလ်တွေလည်းရောကြသွားနိုင်တယ်။ဒီလိုအကျိုးကျေးဇူးရှိပါတယ်တဲ့။ဆင်ញံသုံးသပ်ပေးရမယ်။နောက်ဆုံးငန်းနံပါတ်ချက်ကတော့ပါတော့ဆိုရင်ကမ္မတကောမိကမ္မထာထောငါလွတ်တာဟာငါနဲ့ပဲသက်ဆိုင်တယ် ကံဒီသားလဲငါပိုင်ဆိုင်တယ်ပိုင်ဆိုင်နေဆိုတာ responsibility ဖြစ်တာဟုတ်ပြောတာနော်ကိုလုံးထားတာဒီမှန်တယ်ဗျကောင်းတာလုပ်လဲကိုဆိုလိုတာကောင်းတာလုပ်လဲငါရမှာပဲမကောင်းတာလုပ်လဲငါရမှာ responsibility ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ငါအလုပ်ပဲဖြစ်နေငါလည်းပဲသက်ဆိုင် သက်ဆိုင်ယုံမဲ့လားလို့ဆိုမဟုတ်ဘူးကမ္မထာရတော်သူကထုတ်လုပ်တာလေငါရမယ်ငါအမွေခံရလိမ့်မယ်မကောင်းတာလုပ်တဲ့ဆိုးချိုးကိုလည်းငါအမွေခံရမယ်ကောင်းတာလုပ်တဲ့ကောင်းချိုးကြတော့လည်းငါအမွေခံရမယ်ဆက်စားအကျိုးတရားမှုကငါစီပါရဲ့ငါစီပဲလာလိမ့်မယ်ကောင်းတာလုပ်တယ်မကောင်းတာလုပ်တယ်ကောင်းကျိုးဆိုးဖြစ်စွာလာမယ် အဲ့ဒါတွေကငါလည်းပဲသက်ဆိုင်တယ်ငါပဲအမွေရကမ္မယောနိငါလုထတာဟာငါအတွက်ကောင်းကြီးဆူကြွအတွက်အကြောင်းတစ်ခုပဲကမ္မပန္တုငါအတွက်အကုသရာဆိုလို့ငါငါနဲ့ဆွေမျိုးလို့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်လည်းကိုလုတဲ့ကံသေးတာလဲကိုနဲ့အမြဲတွဲဖက်ရမှာဆွေမျိုးဆိုတော့မတော်ကျင်လို့မရဘူးလို့ဆိုလို့ ကိုလုံးထားတဲ့ကံလည်းမတော်ခြင်းလို့မရအောင်ခုနဲ့ပဲသက်ဆိုင်နော်ဆွေမျိုးကဆွေမျိုးပဲလေအဲကိုလုံးထားတဲ့ကံကကိုဆွေမျိုးဖြစ်သွားပြီကိုဆွေမျိုးဖြစ်ရင်ဒါကိုနဲ့ပတ်သက်သွားပြီကမ္မပဋိသရဏောနှာရဲ့ယတ္တိယဟာကံပဲဖြစ်မယ်မကောင်းတဲ့ကံလို့ရင်မကောင်းတဲ့ပုံမှာယတ္တိယပဲကောင်းတဲ့ကံဖြစ်ရင်ကောင်းတဲ့ပုံမှာယတ္တိယပဲဆိုပြီးတော့ ရှံကမံဂရိတမိကလေးနဝပပကံဝတတကမတဒါတာအချင်းချုပ်ပြောလိုက်တဲ့အခါကျကောင်းတာလုံးလို့မကောင်းတာလုံးလို့ကောင်းမွေဆိုးမွေကိုငါပဲရမှာဖြစ်တယ်တဝပြစဉ်းစားပါတဲ့မပြစဉ်းစားပါအဲ့တော့ဘာဖြစ်လို့ဒီလိုမပြစဉ်းစားခြင်းဖြင့်ဘယ်လိုအကျိုးရနိုင်တယ်လဲလို့ဆို တော်ဝရီမှာလူတိုင်းလူတိုင်းဟာမဟုတ်တာတွေကလုံးမိတတ်တယ်ဟုတ်တာနဲ့မဟုတ်တာကုသိုလ်နဲ့အကုသိုလ်ပေါ့နော်ကုသိုလ်နဲ့အကုသိုလ်ဒုစရိုက်နဲ့သူစရိုက်ဘယ်ဟာကလုံးတာကများနေတုံးဆိုရင်ဒုစရိုက်ကများတယ်မဟုတ်တာလုံးတာကများနေတယ်သူစရိုက်ကနဲတယ်ဟုတ်တာလုံးတာကနဲနေတယ်အဲ့တော့အခုလိုဆင်းရဲသုံးသက်ပေးခြင်းအပြင် bảo đảm mà lốp xịt đầu họ cứ đồ đấy à con chạy thì mà con làm gì ăn chứ không tụi <laughs> mà tập hòa hòa ăn gì với tụi mà mà xe gì không với tụi mà bảo quá su mà chơi nhiều, có bác cai ở cái gì này với tụi mà thi chơi chứ không đó mà con làm gì với tụi mà chạy đúng rồi mà chạy rồi xong rồi lưỡi ra là rồi sẽ mía ở đâu မကောင်းတာတွေကိုမလုံဖြစ်ဖို့အတွက်ဒါကိုဆင်ញံသုံးသပ်ပေးရမယ်။ကံဒီတာလဲငါဘောကကံဒီတာလဲငါဆွေမျိုးဖြစ်သည့်အတွက်ကြောင့်ကိုယ်ဆွေမျိုးဆိုလို့ရှိရင်ကိုရှိသည့်ရှိပဲဖြစ်ချင်တယ်။ဆိုရတဲ့ဆွေမျိုးမျိုးမရမရချင်ဘူးဘယ်သူမှဒါကြောင့်မလို့ သူစိတ်တွေကိုရှောင်ပြီးတော့သူစိတ်တွေပဲလှုပ်တယ်အကုသိုလ်ရှောင်ပြီးကုသိုလ်ပဲလှုပ်တယ်မကောင်းတဲ့စိတ်တွေရှောင်ပြီးကောင်းတဲ့စိတ်တွေပဲလှုပ်တယ်ဆိုဒီအကျိုးရဒါနဲတဲ့အကျိုးမဟုတ်ဘူးနော်ဒီလိုဆင်ခြင်သုံးသပ်ပေမှဒီအကျိုးမျိုးကရလာနိုင်တယ်ဆင်ခြင်သုံးသပ်မှုမရှိလို့ရှင်အကောင်းဆုံးမခွဲခြားပဲနဲ့ဘဝထဲမှာနစ်မြောပြီးတော့မကောင်းတဲ့တွေလှုပ်တာပြားသွားပြားသွားမှမကောင်းကျိုးခံရပြီဆိုတဲ့အခါကျတော့မှ လူရဲ့တဘာဝအမလေးတကြရတယ်ပေါ့နော်သူကရောက်ပြီးဆိုမှမခံနိုင်ဖြစ်လာကြအဲ့လိုမဖြစ်အောင်ဒါကိုဆင်ခြင်သုံးသပ်ပေးပါအားလုံးပေါ်မဲ့တော့အချက်၅ချက်နော်အချက်၅ချက်ဩယမေတဘာဝရှိတယ်ဩခြင်းတရားကိုငါမလွန်မလွန်ဆန်နိုင်ဘူးမကြမ်းမမဖြစ်ရမယ့်သဘာဝရှိတယ်မကြမ်းမမဖြစ်တဲ့အနေထားကိုငါမကြောလွန်နိုင်ဘူး သိဆုံးနိုင်တဲ့အချိန်မရင်သိဆုံးနိုင်တဲ့သဘောရှိတယ်။သိဆုံးခြင်းတဘာဝကိုငါမလိုမျောနိုင်ဘူး။ငါချစ်ခင်မြတ်နိုးတဲ့အရာတွေနဲ့တနည်းခွဲသွားရမယ်။ထာဝရတွေ့ရမှာမဟုတ်ဘူး။ငါလုံးမြတ်ကောင်းလို့ကောင်းတာလုံးလို့မကောင်းတာလုံးလို့ငါပဲအမွေခံပြီးတော့ငါပဲခံဆောင်ရမယ်။ဟောဒီချက်ငါချက်ကိုစဉ်းစားပြည့်စဉ်းရင်သုံးသပ်ပေးခြင်းအဖြစ် ကိုယ်ဘွားလမ်းမမော်ရောက်လာနိုင်ပါတယ်